Samsung Company ရဲ့နောက်ဆုံးပေါ် Galaxy Note 3 Plus Gear မိတ်ဆက်တဲ့အခမ်းအနားကိုရန်ကုန်မြို့ Junction Square မှာ September 25ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။အသစ်ထုတ်လုပ်လိုက်တဲ့ Galaxy Note 3 Plus Gear ဟာဈေးကွက်ထဲမှာရှိနေတဲ့ Note 2 Handset ထဲမျက်နှာပြင်ပိုကြည့်ပြီးရုပ်သံအရည်အသွေးမြင်မှသလို application တစ်ခုထပ်ပို့ပြီးသုံးနိုင်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကဆိုလို့ရှိရင် Note 2နဲ့ဘာကိုပါထားရလဲဆိုတော့ ကျွန်တော်တို့က project တက်တဲ့ screen ရှိလာမယ်။ကျင်းကြောင်းနဲ့ပေါင်းလေးရှိလာမယ်။ဒလေးတွေပေါ်ပါမယ်။ပို့ပြီးတော့ပန်းသွားပြီးတော့ကျွန်တော်တို့၃ဆက်ကပုံမြန်ဆန်လာပါမယ်။ဒါပြင်ဒီလိုမျိုး၃ဆက် function အကုန်လုံးအတွက်လည်းကျွန်တော်တို့ပို့ပြီးတော့အားကောင်းတဲ့ version နဲ့အားပြည့်ပေးထားပါမယ်။ Node 3နဲ့တွဲရပါဝင်တဲ့ gear လက်ပတ်နာရီကိုတွဲဖက်အသုံးပြုရမှာဖြစ်ပြီး gear ကနေလွယ်လွယ်ကူကူဖုံးပြနိုင်ပြီးအတန်ဖမ်းယူမှုကိုအကန့်အသတ်မရှိလုံဆောင်နိုင်တယ်လို့ဆိုပါတယ်။ စက်တင်ဘာ29ရက်နေ့ကနေ29ရက်နေ့အထိအထူးရောင်းစီအဖြစ် Galaxy Note 3ကိုကျပ်ငွေ9,500 Galaxy Note 3 Plus Gear ကို9,500နဲ့ရောင်းချမှာဖြစ်တယ်လို့ဆိုပါတယ်။ Gear အသီးသန်ကိုတော့ကျပ်2,500နဲ့ရောင်းချမယ်လို့ဆိုပါတယ်။